အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာထရင်ချာနေရဲ့မတ်လ25ရက်နေ့ရေဒီယိုစစ်ဆေးတက်ဆက်ပေါ်တော့မှာဖြစ်ပါရယ်။နောင်နန်းတိုင်းနယ်အတွင်းကစေမိုင်းကျေးရွာအထက်တန်းကျောင်းမှာစစ်ကောင်စီတပ်သားတို့ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့သိရပါရယ်။မြဝတီမျိုးရှိကိုကိုဒီတာကိုတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသား8000ကျော်ဖမ်းဆီးထားပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါရယ်။ အာနာသိမ့်ပြီးနောက်တိုင်းပြည်သားရဝပြောရေးနဲ့စာရေးရေးကဖူလုံရေးကိုပက်ပေါင်းစုံကနေအကောင့်တွေပေါ်ဆောင်ရွက်နေရလို့အာနာသိမ့်စစ်ကောင်စီမင်းအောင်လင်ကပြောကြားပေမဲ့လူဦးရေ15တန်းလောက်ကတော့အငတ်ပေးနေရင်ဆိုင်နေရပါတယ်။စားရတဲ့လူတွေကိုသက်ဆက်ပေးတော့မှာပါကျမတို့စစ်စင်သက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ ကျွန်တော်မြေဆုံကြောင်ပရလမ်ပေါ်မှာရှိတဲ့နောင်နန်းတိုက်နေအတွင်းကစေမိုင်ကျေးရွာအထက်တန်းကျောင်းမှာမတ်လ22ရက်နေ့ကစစ်ကောင်စီတပ်သားတို့ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့သိရပါတယ်။ထရိုဆာကတင်ဆက်ပေးမှာပါ။ကျောင်းအတွင်ဝင်ရောက်လာပြီးနောက်စစ်သား3-4ယောက်လောက်နေတိုင်းဓမ္မပေါ်ထွက်ပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတွေကိုတာစီပြီးတော့ငွေကြေးကောက်ခံတာတွေပြုတ်လုပ်နေတယ်လို့ဒေသခံပြည်သူကမြစ်နာတဲ့တဲ့ချန်နယ်ကိုပြောပါရယ် ဒါအပြင်အထက်ပါဒေသခံရဲ့ပြောပြချက်အရကျောင်းဝတ်တွင်စစ်ကောင်စီတပ်သားစေဦးဝန်းကျင်လောက်ရှိနိုင်တယ်လို့လည်းပြောပါရယ်ချစ်တန်သွားလာတဲ့ကုန်တင်ကားတွေကိုငွေကြေးဘလောက်ကောက်ခံနေဆိုတာအတိအကျမသိရှိရပါမယ်ကားတစ်စီးကို3000ကျပ်4000လောက်ကောက်ခံနေတယ်လို့ကြားသိရတဲ့အကြောင်းဆိုပါရယ် ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်းစစ်ကောင်စီတပ်သားတွေစစ်မိုင်ကြီးရွာအတွင်းကအထက်တန်းစာတင်ကြောင်းကတလစ်ဖျားကြောင်းဝင်နဲ့ကျက်လက်စစ်ဖက်ကအပြင်ကျော်ပွန်စုတောင်းတောင်းသွားလာရက်ွက်ငါးဘက်ကလူမရှိတဲ့နေအိမ်တွေမှာဝင်ရောက်နေထိုင်ခဲ့ပါတယ်။ဒါအပြင်ဇူလိုင်လနောက်ပိုင်းကနေစပြီးစစ်မိုင်ကြီးရွာအတွင်းစစ်ကောင်စီတပ်သားတွေမကြာခဏဆူတလို့တွာလာလုံရှောင်မှုရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ မြချနာမြစ်ဆုံလန်တမ်ပရေချေရွာမှာလဲစစ်ကောင်စီတပ်သားအင်အားဖြည့်တင်ပြီးစစ်ရဲလုံရှားနေတာနှလားလောက်ရှိလာပြီဖြစ်ပြီးတော့စစ်ကောင်စီတပ်သားအင်အားဖြည့်တင်ပြီးစစ်ရဲလုံရှားနေတာနှလားလောက်ရှိလာတဲ့အပြင်စစ်ကောင်စီတပ်သားအင်အားအများအပြားတပ်ဆွဲထားစေဖြစ်တယ်လို့လည်းသိရပါတယ်ကချင်လူရဲ့တမ်ဘရောကရဲ့အနေနဲ့မြချနာပူတာလမ်ပေါ်ကစံပရာပူမျိုးကိုတင်ပိုက်ထားတဲ့အပြင်မြစ်ဆုံအချက်ပဲတရားစုကျေးရွာကစစ်ကောင်စီရဲ့တပ်စခန်းတုံးကိုလည်း2024ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာတင်ပိုက်ချပါရယ် အဲ့ဒီနောက်ပိုင်းမှာတော့မချင်နာမီဆောင်လန်တရှောက်ကရွာချုံမှာစစ်ကောင်စီကဝင်ရောက်သက်ဆွဲနေထိုင်တာတွေပြုလုပ်နေတာလေးဖြစ်ပါတယ်။ဖီတူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချင်နာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ အာနာသိမ့်ပြီးနောက်တိုင်ပြည်သားရဝပြောရေးနဲ့စာရေးရေးခေါ်ဖူလုံရေးကိုပက်ပေါင်းဆောင်ကနေအကောင့်တွေပေါ်ဆောင်ရွက်နေရလို့အာနာသိမ့်စစ်ကောင်စီမင်းအောင်လိုင်ကပြောကြားပေမဲ့လူဦးရေ15တန်းလောက်ကတော့အငတ်ပေးနေရင်ဆိုင်နေရပါတယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ အာနာတိန်စစ်ကောင်စီရဲ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာမင်းအောင်လှိုင်ကပြောကြားခဲ့တာကိုသတင်းစာကနေတဆင့်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။တိုင်းပြည်တရားဝပြောရင်းနဲ့စားရဲရိတ်ခါဖူလုံရေးကိုပတ်ပေါင်းဆောင်ကနေလက်တွေ့အကောင့်ထဲဖို့ဆောင်ရွက်ပေးနေတာကိုမျက်ဝါးထင်ထင်တွေ့ကြရမှာဖြစ်တယ်လို့လည်းအာနာတိန်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါတယ်။ ဒါပေမဲ့ကုလသမဂ္ဂစာနာရိတ်ခါအစီအစဉ် WFP ရဲ့မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အရလက်ရှိမြန်မာနိုင်ငံမှာလူဦးရေ15ဒသမ2တန်းလောက်ဟာတနိဒာစာနာရိတ်ခါလိုအပ်ချက်ကိုမပြည့်မီနိုင်တဲ့အရေးကြုံနေရတယ်လို့အခု March လထဲမှာပဲထုတ်ပြန်ထားပါတယ်။2024ခုနှစ်မှာလည်းလူဦးရေ73ဒသမ3တန်းထဲကလူဦးရေ2ဒသမ3တန်းဟာစာလုံးမှုတိတ်မှုတန်ကိုအရေးပေါ်အခြေအနေထိရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။ ဒါအပြင်2025ခုနှစ်မှာမြန်မာနိုင်ငံကလူဦးရေ15တန်းကျော်ဟာအစာရေစာမလုံလောက်တာကိုကြုံရနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က2024ခုနှစ်ဒီဇင်ဘာလထဲမှာထုတ်ပြန်ထားပါတယ်အနာသိမ့်ပြီးနောက်လင်းနေတဲ့ကာလထဲမှာအထွေထွေအကျပ်သေးတွေရင်ဆိုင်နေရပြီးတော့ကုံစင်းနှုံးအဆမတမြင့်တက်မှုတွေကြောင့်အခြေခံပြည်သူတွေဟာစားတောက်နေထိုင်ရေးအတွက်အခက်အခဲတွေရင်ဆိုင်နေရဆဲလည်းဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့ရွှေကိုကိုဒေတာကိုတရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသား၈000ကျော်ဖမ်းဆီးထားပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့တုံ့ပြန်ချက်တွေအရသိရပါတယ်။စီအောင်စီရဲ့ဒီကနေ့ထုံမြမအလင်းတင်းစာမှာတော့တရားမဝင်ဝင်ရောက်လာတဲ့နိုင်ငံခြားသား320ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဖော်ပြထားပြီး2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေမတ်လ24ရက်နေ့အထိစစ်စုပေါင်းရက်90ကျော်အတွင်းပြည်ပနိုင်ငံသား1432ဦးကိုဖမ်းဆီးရမိချရလို့ဖော်ပြထားတာပါ။ ရရထရ9200ဦးကိုထိုင်းနိုင်ငံကသဆင်တဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးခဲ့ပြီးကျန်3232ဦးကိုလည်းလွှဲပြောင်းပေးဖို့အသင့်ရှိနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ကြားပင် online လိမ်လည်မှုနဲ့ပတ်သက်ပြီးဖိလစ်ပိုင်နိုင်ငံသားအယောက်30နဲ့လာအိုနိုင်ငံသား23ဦးကိုလည်းတဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးရချပြီဖြစ်တယ်လို့ဖော်ပြပါတယ်။ ရွှေကိုကိုဒေတာဟာအရင်စစ်တပ်ရဲ့လာအုပ်က ဖြစ်တဲ့ကရင်နေချာစောင့်သက် BGF ယခုကရင်အမျိုးသားသက် KNA အဖြစ်အမိပြောင်းထားတဲ့အဖွဲ့ထိန်းချုပ်တဲ့ဒေတာဖြစ်ပြီးကြားပြန်လုပ်ငန်းတွေအခြေစိုက်တဲ့နေရာဖြစ်ပါတယ်။2024ခုနှစ်ဧပြီလအချိန်မှာထုတ်ခဲ့တဲ့ American Bidong Su ငင်းချိုင်းရဲ့ Institute ရဲ့အစီရင်ခံစာအရတော့ BGF ကောင်ဆောင်တွေဟာအဲ့ဒီကြောင်ပြန်လုပ်ငန်းတွေအတွက်လောက်ကင်ပေးနေတာကနေ20 American Dollar 192တန်းအကျိုးမြတ်ရရှိနေပြီး BGF ကရတဲ့90ရာခိုင်နှုန်းကိုတော့စစ်တပ်ကရရှိနေတယ်လို့သိရပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုကြကဘာတွေဖြစ်မလဲ။အလို့တမိတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လုံးမှအလို့ချင်းတို့ဖြတ်ချဖို့ဤမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်။လက်တင်နဲ့အနိုင်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးတမိတွေလည်းဒူးနဲ့တဲပါပဲ။ ဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်။တချို့လည်းလူမတိအောင်ကိုဝင်ဖြတ်ဆီးတောက်ရာကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆီးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလား။ကိုဝင်ဖြတ်ချဖို့တုံးတဲ့နီးအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ဘာလို့လဲဆိုရင် ချက်ချရမှာတချို့ကမိမကိုတဲ့ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတယ်။တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်။ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ကြ။အနိုင်တဲစီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ကြကြ။တရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်။တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်။ အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချတိုင်းမပြတ်ကြခြင်းကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတေမွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင်ကိုလက်အင်္ကာမပြေဆုံးခြင်းမွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်တအိမ်ပေါက်သွားခြင်းကိုဝန်ဖြတ်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့ တိုင်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတိုင်နိုင်ရန်ချစ်မိလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတိုင်ပြည့်စည်ပြီးအလုံမလုံနိုင်ခြင်းဒရေတာအပိုင်းဆကြံနေခြင်းတိုင်ခေါင်းအဝပြည့်စည်ခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအတက်ကိုဆုံးရှုံးနိုင်ပါတယ်။တိုင်ခေါင်းကိုထိခိုက်ခြင်းကိုယ်ဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတိုင်ခေါင်းအတွင်းထဲထိုးထည့်ပြီး ထက်ချလိုက်ရတဲ့အတွက်တိုင်ကောင်းထိခိုက်ပျက်စီးသွားခြင်းတိုင်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြည့်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တတ်ခြင်းပိုးစိတ်တတ်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်း စေးရီထည့်ခြင်းစရတွေကြောင့်ခနာကူကနံ့ပြက်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်။စေဝါတွေနဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတိစီအောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတော့တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလစ်ခြင်းကိုယ်ရင်းအစိတ်တက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ပိုးကတအိမ်မတစ်စင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ် နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမယူခဲ့ရင်တအိမ်ပြင်းမာတတိတဲခြင်းတာဥအိမ်တာဥပြွန်1 by စတဲ့နေရာတွေမှာတတိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တအိမ်နေရန်တွေမှာအမာရွတ်ရှိနေခြင်းအမာရွတ်ကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရနိုင်ခြင်းလမ်းမစေးပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင် ံဖြတ်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုက်အတွင်ပြီးတဲခြင်းကြောင့်ဥလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်ကိုယ်ဝင်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြားမှာပါ ုံဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထပ်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ။ရင်သားကင်ဆာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ် ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝင်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ ပုံဖြတ်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။စိတ်ဝေဒနာခံစားရခြင်းကိုယ်ဝန်ဖြတ်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူးတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။မြစ်နာတရင်ချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။